we sort of started the whole machine back up again as we figured out what the grand storyline would be. Now we know very much what the grand storyline is မင်္ဂလာပါ Stone X မှာကြိုဆိုပါရယ်အခုဗီဒီယိုကိုကြည့်နေတဲ့သူ10ယောက်မှ9ယောက်လောက်ဒီငငယ်က X-Men ရုပ်ရှင်တွေကိုကြည့်ခဲ့ကြဖို့မှာအသေးအချာပါပဲ and now အခုလာတော့မဲ့2028မှာဆိုရင်လည်း MCU ရဲ့ပထမဦးဆုံး X-Men ရုပ်ရှင်ကိုထုတ်လွှင့်သွားတော့မယ်ဆိုပြီးတော့ Marvel Studios ဘက်ကနေပြီးတော့ official တင်ထုတ်ပြန်လာခဲ့ပါပြီဒါကြောင့်လာတော့မဲ့ X-Men တွေမှာဘယ်လို character တွေပါဝင်မလဲ villain ကဘယ်သူဖြစ်မလဲဘယ်လိုဆက်ကြောင်းဖြစ်မယ်ဆိုတာကိုပရိသတ်တို့တည်ထားဖို့လိုသမျှအကုန်ကိုအခုဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်ပါတယ် I am vengeance. I am the night. I am Batman. โอเคမင်းညားကပဲ Marvel Studios ဒီ X-Men 2028ရုပ်ရှင်အတွက် Director အနေနဲ့လောလောလတ်လတ်ကပဲ Thunderbolts ရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ Director Jake Shreya ကိုရွေးချယ်လိုက်ပြီးဖြစ်တယ်လို့အတီအလင်းကြီးညာသွားခဲ့ပါတယ် Of course X-Men အဖွဲ့ဆိုတာဒီမတူညီတဲ့ power တွေမတူညီတဲ့စိတ်ဓာတ်တွေနဲ့လူတစုကပေါင်းဖွဲ့ပြီးတော့လောကကြီးမှာဖြစ်လာမဲ့အဆိုးဆုံးရန်တွေကိုကာကွယ်ပေးရမှာမျိုးဖြစ်တာကြောင့် Marvel Studios အနေနဲ့လည်း Thunderbolts အဖွဲ့ကိုအကြီးအကျယ်ဆုံးနဲ့အကောင်းဆုံးအစုအဖွဲ့တစ်ခုအဖြစ်ရိုက်ပြနိုင်ခဲ့တဲ့ Director ကိုသဘောကျကြမှာအသေးအချာပါပဲ Thunderbolts ရုပ်ရှင်ဒီ plot ကအရန်ကြီးစိတ်ဝင်စားစရာကောင်းနေတာမျိုးမရှိပေမဲ့ surprisingly ပထမအဆုံးအဖွဲ့ဝင်တွေအချင်းချင်းခြားကြတဲ့ဆင် Sentry နဲ့စပြီးတော့တွေ့ကြတဲ့ဆင်ကနေစပြီးသူတို့အချင်းချင်းအမြဲတမ်းနှီးပါးကို Bookland နေပြောနေကြတာတွေတယောက်နဲ့တယောက်အထိမခံရန်တွေ့နေကြတာမျိုးတွေနောက်ဆုံးရုပ်ရှင်အဆုံးမှာပူပေါင်းသွားကြတာတွေအထိကို Team Dynamic လို့ခေါ်တဲ့အစုအဖွဲ့တစ်ခုကိုတယောက်ချင်းစီကအစကြည်ကြဲပြန့်ပြန့် Entertain ဖြစ်အောင်ဂိုင်တွေရိုက်ပြနိုင်ခဲ့တာဒီရုပ်ရှင်မှာအကောင်းဆုံးအရာတစ်ခုဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်ဆိုလာတော့မဲ့ X-Men ရုပ်ရှင်တွေအတွက်လည်း Thunderbolts ရုပ်ရှင်ကတုံမျိုးခံစားချက် ချက်မျိုးကိုမျှော်လင့်လို့ရတယ်အထူးသဖြင့် Wolverine လိုမျိုးကန်လန်ကောင်နဲ့ Cyclops လိုမျိုးတင်းတင်းကြပ်ကြပ်အဖွဲ့တမားမျိုးကိုအရင်2000ခုနှစ်တွေက X-Men ရုပ်ရှင်တွေနဲ့ကွဲပြားအောင်ရိုက်ပြသွားနိုင်မှာလည်းဖြစ်ပါတယ်နောက်ထပ်ဆက်ပြီးဆောင်းပါးမှာရေးထားတာကတော့ Secret Wars ရုပ်ရှင်ဒီ Marvel Studios အတွက် reboot တစ်ခုလုပ်ဖြစ်မဲ့အဟောင်းတွေအားလုံးအတွက်နောက်ဆုံးဖြစ်မဲ့ရုပ်ရှင်တစ်ခုဖြစ်တယ်အပြီးမှာတော့ X-Men တွေကိုချပြလာတဲ့အခါမှာရခင်2000ခုနှစ်တွေရဲ့ X-Men ရုပ်ရှင်တွေကအဓိက character တွေကိုပဲဆက်ခံသွားမယ်ယူသုံးသွားမယ်ဆိုပြီးတော့ရေးသားထားပါတယ်ဆက်ပြီးမကြခင်မှာလာတော့မဲ့ Avengers Doomsday ရုပ်ရှင်မှာ ဲ့ဒီ2000ခုနှစ်တွေက X-Men တွေအထူးသဖြင့် Professor X, Magneto, Cyclops တို့ကပါဝင်အောင်မှာဆိုပေမဲ့2028မှာထွက်မဲ့ရုပ်ရှင်မှာတော့စပ်ပါမှာမဟုတ်ဘူး။တရုတ်ဆောင်တွေကအစ်စ်တွေဖြစ်လိမ့်မယ်။ Secret Wars ရုပ်ရှင်က2028ခုနှစ်ဒီဇင်ဘာမှာထွက်မှာဖြစ်တဲ့အတွက်2028ရဲ့အစကိုချက်ချင်းမဲ့ X-Men ရုပ်ရှင်နဲ့စတင်မှာဖြစ်လိမ့်မယ်။ X-Men ရုပ်ရှင်ပြီးပြီဆိုရင်တော့ Blade Black Panther 3နဲ့ Fantastic Four ရုပ်ရှင်ရဲ့ sequel ရုပ်ရှင်ဒုတိယရုပ်ရှင်ကိုထုတ်လွှင့်ဖြစ်သွားမယ်ဆိုပြီးတော့အတီအလင်းဖြေကြားသွားခဲ့ပါတယ် Yes Black Panther 3ရုပ်ရှင်ကလည်းထေချာနေပြီမင်သားကြီး Denzel Washington ကပါဝင်မယ်အပြင် Black Panther အသစ်အတွက်လည်းသူတို့ကသရုပ်ဆောင် Dan Sam Idris နဲ့ပြောဆိုဆွေးနွေးမှုတွေလုပ်ခဲ့ပြီးဆိုပြီးတော့သိထားရပါတယ် And of course အချိန်လည်းကပ်ရပဲဖြစ်တာကြောင့် comic ထဲကလိုမျိုး Black Panther နဲ့ X-Men တွေက Storm တို့ကိုအခြေအဆက်တွေလုပ်သွားပေးဖို့ကလည်းထေချာတလောက်ရှိနေပါတယ်သူတို့ပြောတာအရတော့လာတော့မဲ့ X-Men တွေဒီယခင် 20th Century Fox ကရိုက်ခဲ့တယ်လို့ ို့ Leather Jacket နဲ့ Grounder Sansan Fillet မျိုးတွေဖြစ်မှာမဟုတ်ပဲ Comic Accurate Sansan ဝစ်စုံတွေနဲ့ Comic Accurate Sansan ဇာတ်လမ်းမျိုးတွေဖြစ်မယ်ဆိုပြီးတော့ဖြေကြားထားပါတယ်။တစ်ဖက်ရက်က DCU မှာဆိုရင် James Gunn က Comic ထဲကလိုမျိုးဓာတ်ရိုက်ကြီးတွေယူသုံးပြနေပြီးတော့ထိုးပေါက်နေတဲ့အခါမှာ MCU အနေနဲ့ကလည်း Reboot အပြီးမှာ Comic Accurate ဖြစ်အောင်ရိုက်ပြပြီးတော့ရှင်ပြေးဖို့အတွက်ကြံနေတာဖြစ်ပါတယ်။ X-Men တွေကိုမြင်ရမယ့်ပုံစံအတွက်အနည်းဆက်ဆုံးဥပမာပေးရမယ်ဆိုရင်2024ခုနှစ်မှာထွက်ခဲ့တဲ့ X-Men 97ရဲ့5မျိုးကို Live Action ပေါ်မှာမြင်ရမှာမျိုးဖြစ်ပါတယ်။ X-Men 97 Seven Show ဒီအရန်ကောင်းခဲ့ပေမဲ့ရှေ့စီဇန်နေနဲ့ချိတ်ဆက်နေတာကြောင့်ကို animation ဖြစ်တဲ့အတွက်လူအများစုကမကြည့်ဖြစ်ခဲ့တာကြောင့်ကိုဒီမှာတော့ရုပ်ရှင်ယုံပိတ်ကားပေါ်မှာတင်ပြီးတော့ X-Men တွေကိုအကောင်ဆုံးပွဲထုတ်လာဖို့အတွက်သူတို့ကပြင်ဆင်နေကြခြင်းဖြစ်ပါတယ်။လူစုံအနေနဲ့လည်း X-Men တွေအတွက်အကြီးဆုံးရန်သူဖြစ်တဲ့ရှေ့ X-Men ရုပ်ရှင်တွေမှာမမြင်ဘူးခဲ့တဲ့ရန်သူ Mr. Sinister ကိုရွေးချယ်ထားကြောင်းကိုသိရပါတယ်။ Of course Thunderbolts ရုပ်ရှင်မှာပြခဲ့တဲ့ The White ရဲ့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကိုအကောင်ဆုံးရိုက်ပြနိုင်ခဲ့တဲ့ Director ဒီ Mr. Sinister ရဲ့ Horror Sense အိမ်မဆိုးတစ်ခုလိုမျိုးစိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းတွေအတွက်လည်း live person director တယောက်ဖြစ်နေပါတယ် and mutant saga ဖြစ်တဲ့အတွက်လည်းအခုရုပ်ရှင်ရဲ့ villain mr sinister ကဒါမှမဟုတ် x-man အနေနဲ့တပ်ဆိုင်တဲ့ villain တွေကရှေ့မှာမြင်ခဲ့ရတဲ့ saga တွေကလိုမျိုး thanos လို dr doom လိုမျိုး big bad main villain အနေနဲ့ပါဝင်သွားအောင်မှလည်းဖြစ်ပါတယ် so predator တို့ကဘယ်လိုထင်ကြလဲရုပ်ရှင်ပေါ်မှာကြည့်ရမယ့်အခါဘယ် x-man တွေကိုမြင်ကျင်နေကြပြီလဲဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys video လေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရအောင်ဆိုရင်တော့ video တွေတက်လာတဲ့အခါ usb pn လေးခံပြီးရကြည့်ပေးကြပါ ို့ရဲ့တက်လာတဲ့ကြံညာလေးတွေကိုစုံအောင်တည်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်။